်အဲ့ဒေါ်သက်သက်ခိုင်ဆိုရင်ဒါအရင် NLD ကဟုတ်တယ်ဥက္ကိုကိုကြီးဆိုရင်ဒါ88ဟာ88ဒီမျိုးဆက်ចောင်းသားတွေအဖွဲ့ဥမေကိုနိုင်လို့ ਨੇ သူတို့တစ်ဖွဲ့တည်းပေါ့ထောင်လေးကြခံမျိုးသူတို့တိုက်ခဲ့တယ်ဒါပေမဲ့အချိန်တိုလေးတွင်းမှာဒင်းဆိုပြောင်းလဲသွားတယ်အဲသူတို့နောက်မှာဘာတွေများဟိုဘက်ကမလုံပေးလဲဘာတွေများထောက်ပံ့လဲဘာတွေများကုညီလဲပေါ့အဲသူတို့ရဲ့ဒီအတွေးခေါ် ਨੇ သူတို့ရှေ့ကတောက်လျှောက်လုပ်ခဲ့တဲ့ဟာတွေကတဲတဲရင်တော်သွားတာ အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီကကျွန်တော်တို့သတင်းနဲ့စကားဝိုင်းဆိုတဲ့အစီအစဉ်ကနေပြန်နေကြိုဆိုပါရစေအရင် topic လေးတွေကတော့တော်တော်များများတော့ယူထားတာတော့ရှိတာပါเนาะဒါပေမဲ့ကြုံတဲ့အရာလေးတွေပဲပြောလိုက်ရအောင်ဟုတ်ကဲ့အရေးကြီးတဲ့ဟာလေးအရေးကြီးတာအရေးကြီးတဲ့ဟာဆိုတော့ကျွန်တော်ဒီအဲပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်တို့ပြောရတာပါယူကော်ဘွန်နဲ့ပတ်သက်တဲ့ဆိုင်ရာပါเนาะဆိုတော့အဲတမဲလိန်မဲခိုးတယ်ဆိုတော့အာဏာစပြီးတော့အာဏာသိမ်းခဲ့တယ်ပေါ့အခုလက်ရှိမှာကျွန်တော်ဒီတို့ရဲ့ဒီငញ្ញရေး foreign ဆိုတဲ့အားကြီးမှာဒီတသက်ခိုင်နဲ့တော့တသက်ခိုင်နဲ့ဒီဥကိုကြီးတို့ကဘာပြောထားလဲဆိုတော့စစ်တပ်ကမတိုက်ပါဘူးတဲ့စစ်တပ်ကဒါလာတိုက်နေကြပါအဲ့ဒါမအားလာပြောချင်သောစကားတွေသူတို့ကကိုကိုပြောပြတာပေါ့နော်ဒါပေမဲ့သူတို့ပြောတဲ့ဟာကြီးကစစ်တပ်ကအရင်မတိုက်ဘူးစစ်တပ်ကိုအရင်လာတိုက်တာပေါ့နော်သူတို့ဒါမျိုးပြောတယ်ဒါပေမဲ့ဒီဇယ်လိုင်းယူဘယ်သူစားစစ်တပ်ကအရင်စားတယ်လေအဲ့တော့သူတို့အိပ်ပျော်နေလို့လားမဲရှုံးမှုလို့အဲ့တော့ အိပ်ပျော်နေလို့လားတော့မသိဆိုတော့ပြည်သူ့လုံးပါတီဝင်ရှင်နေဆိုရင်လည်းဝင်လို့ရပါတယ်ပေါ့နော်သူကသူရဲ့ပါတီက2019ကစထောင်တယ်အခုဆိုရင်2019ကနေ2000ဟိုဘယ်တော့9နှစ်လား6နှစ်လားသူရောက်ပြီပေါ့နော်သူပြောရတယ်ဒါပေမဲ့ကျွန်တော်တို့ကအာ NLD ကနေပြောင်းသွားတဲ့လူတွေကဘာလို့ NLD ကို against လောက်ကြတာလဲဆိုတော့တော်တော်စဉ်းစားရတော့မယ်အချက်လည်းပြစ်လာပြီဆိုတော့မဲစာနာမှာလည်းရှုံးတယ်ဒါပေမဲ့လောက်ကလောက်တဲ့ကိုလောက်တဲ့အလုပ်ပေါ်မှာလည်း အရာမထင်တဲ့ခါကျတော့ NLD မှာနေရာမရဘူးဆိုပြီးသူတို့ကိုသူတို့ထင်လာကြပါဘောเนาะဒါလည်းတစ်ဖက်မှာသူတို့ဒါရလုံမှုနဲ့ဟလာရောက်လာကြတာငါပါရရူးမဲရမယ်ဘယ်နေရာမဲရမလို့เนาะအဲ့တော့တစ်ဖက်မှာနေရာမရလို့ဟာတစ်ဖက်မှာဒီစကားဆန်းနဲ့ပြန်ပေါင်းပြီးတော့လှုပ်ကြတယ်ဒါမဲ့တခုရှိတာကအခုကကျွန်တော်တို့ပါတီတွေတိုက်နေတာမဟုတ်ဘူးเนาะအနီးနဲ့အစိမ်းတိုက်တာလည်းမဟုတ်အပြာနဲ့တိုက်နေတာလည်းမဟုတ်ဟလာကျွန်တော်ခုနေ့ကလည်းပြောတယ်ဓမ္မနဲ့အတ္တမတိုက်နေတာ တ္တမတွေကိုဓမ္မတွေကတိုက်ထုတ်တယ်ဘွဲပဲအဲဒါကြောင့်အဲသူတို့အခုဒီရင်းရင်းဖိုရန်လဲဒါလောလောဆယ်တော့ကျွန်တော်ပြည်သူတွေအတွက်ဒီကိစ္စဟိုတိတ်အရေးမကြီးသေးဘူးလောလောဆယ်ပေါ့နော်နောက်ရွေးကောက်ကိုပို့ဆိုးတယ်အဲ့ဒီဒီလောက်ချွတ်ချော်ကြရနေဒါတော့သူတို့လှုပ်ရှင်နေအဲဒါကတော့အဲသူတို့ရဲ့ဒါတစ်ဖက်သက်သွားခြင်းနဲ့စိတ်ကိုပေါ်တယ်လေသူကပြောတော့ပါစစ်တပ်ကိုလာတိုက်တာပါတဲ့အခုလက်ရှိမှာနောက်ချုံမှာဆိုသူတို့ပေးထားတဲ့နေမြေတွေကိုသူတို့မရမကပြန်ယူဖို့အတွက်ကိုစ조사ပြီးအင်းနဲ့အားနဲ့အလုံး အလုံးအရင်းနဲ့ကိုသူတို့ချနေတာဒါကအခုသူတို့ကရှုံးလို့ပြောတာသူတို့နိုင်ရင်ဒါမျိုးပြောမှာမဟုတ်ဘူးဟဲ့လားဒီပြဿနာကြီးကိုစစ်တပ်ကစပြီးတော့ပြဿနာရှာပြီးအာဏာသိမ်းတယ်မှန်တယ်အေးပြီးတော့လက်မှတ်မှာငြင်းညမ်းစွာဆန္ဒပြကြတယ်ဒါကိုသူတို့အကြမ်းဖက်ဖြိုခွင်းတာလဲစစ်တပ်ပဲနော်နောက်တစ်ခါလက်နက်နဲ့ဖြေရှင်းတာလဲသူတို့ပဲအဲကျွန်တော်တို့ညဘက်လာခေါ်ွားတယ်ဟဲ့လားမနေ့ကျအလောင်းပြန်ပို့တာလဲစစ်တပ်ပဲမတရားဖမ်းဆီးတာလဲစစ်တပ်ပဲဒါကိုသူတို့ကစစ်တပ်ကအရင်စတာမဟုတ်ဘူးဆိုတော့ အကြီးကပြောင်းလဲနေတာဗျ။နော်။အဓိကတော့ပြောချင်တာကကျွန်တော်2021အာနာသိန်းတဲ့ဖြစ်စဉ်မှာအာတနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့ညနိုင်ငံခေါင်းဆောင်တွေကိုတောက်လျှောက်မနေ့၄နာရီတည်မှာအကုန်လုံးကိုဝင်ပြီးတော့တစ်ချိန်နဲ့တစ်ပြိုင်နက်တည်းကိုဝင်ဖမ်းသွားတာ။ဆိုဒီအာနာသိန်းတဲ့ဖြစ်စဉ်မှာစစ်တပ်ကဘာကြောင့်ဒါမျိုးဝင်ဖမ်းရလဲဆိုရင်တော့ရှင်းပါတယ်သူတို့ရဲ့အဲနောက်ကျောင်းတွေကိုပြန်လည်มาဆိုးလို့ဆိုတဲ့ဟာကိုပဲ ူတို့ကသူတို့ခုံနေခလုတ်လုတ်ဟိုဘယ်လိုကောင်းမလဲကျွန်တော်တို့ဟိုပြောမှာသူတို့စီးပွားရေးခလုတ်တိုက်တယ်နော်ခလုတ်တိုက်လာပြီနောက်တော့အအရင်ချင်းစနစ်ပွားပြောက်ပြီးတော့ကျွန်တော်ဒီမိုကရေစီစနစ်ကိုသွားနေတဲ့အချိန်မှာဒါလား၅နှစ်တာကာလာတဲမှာပဲရှင်းနေတယ်နော်ဒါအခုလူငယ်တွေလမ်းပေါ်ထွက်တယ်ခေါင်းလေးကိုပြစ်တယ်နော်ဆန္ဒဖြတာပြတာကိုဖြုတ်ခွင်းနဲ့ဟာကြီးကကြောက်ခမန်းလီလီကိုဖြစ်ခဲ့ရတယ်ဆိုတော့ကျွန်တော်တို့အခြားဆုံးရတဲ့ညီငယ်လေးတွေညီမလေးတွေစသက်တည်ပြီးွားတယ်ဒီမိုကရေစီအတွက် အဲ့တော့ကျွန်တော်တို့ဒီမိုကရေစီကအမှန်တော့အရန်စည်းကြည့်ရပြဟုတ်တယ်အဲ့တော့ခုနကစကားကိုပြန်ပြီးတော့တုံးသက်ပြီးခြုံငုံပြောရမယ်ဆိုရင်ကွာအခုစစ်တကအရင်စတာမဟုတ်ဘူးဒီဘက်ကပဲအရင်စတာလို့ပြောတဲ့ဒီပြီးသုံးလုံးနဲ့ခုနကိုကိုကြီးတို့ဟုတ်ပြီတစ်ချိန်တုန်းကသူတို့ကလည်းဒီအာဏာရှင်ကိုမကြိုက်လို့ဆိုပြီးတော့ဟလာဒီမိုကရေစီရအောင်တိုက်ပွဲဝင်ခဲ့တဲ့ပါတီတွေမှာ သူတို့ပါခဲ့တယ်ဟုတ်လားကိုကိုကြီးဆိုရင်လည်းလက်နက်ကင်လမ်းထဲမှာပါခဲ့သေးတယ်ဟုတ်ဘူးလို့ခေါမလဲဒီ88ဟာလားအဖွဲ့ဘာညာဆိုပြီးတော့ဒါမျိုးတွေမှာသူတို့ပထမဆုံးကတော့ဟာလားရက်တီပြီးတော့သွားတယ်နောက်ပိုင်းကျမှအဲ့ဒီအာနာရှင်ကိုမကြိုက်ဘူးသဘောမကျဘူးဆိုတဲ့လူတွေကခုနလိုနေရာလည်းမရအောင်အာနာရှင်ဘက်ကိုရောက်သွားအောင်အဲ့တော့သူတို့ရဲ့ယုံကြည်ချက်တွေခံယူချက်တွေကတော့တခြားမဟုတ်ပါဘူးရလိုမှုတွေပါပါတယ်အဲ့တော့တခြားလူပြောရင်ဗျာနည်းနည်းနားထောင်လုံကောင်းသေးတယ် အဲ့ဒေါ်သက်သက်ခိုင်ဆိုရင်ဒါအရင် NLD ကဟုတ်တယ်ဥက္ကိုကြီးဆိုရင်ဒါ88ဟာ88ဒီမျိုးဆက်ចောင်းသားတွေအဖွဲ့ဥမေကိုနိုင်လို့ ਨੇ သူတို့တစ်ဖွဲ့တည်းပေါ့ထောင်လေးကြခံမျိုးသူတို့တိုက်ခဲ့တယ်ဒါပေမဲ့အချိန်တိုလေးတွင်းမှာဒင်းဆိုပြောင်းလဲသွားတယ်အဲသူတို့နောက်မှာဘာတွေများဟိုဘက်ကမလုံးပေးလဲဘာတွေများထောက်ပံ့လဲဘာတွေများကူညီလဲပေါ့အဲသူတို့ရဲ့ဒီအတွေးခေါ် ਨੇ သူတို့ရှေ့ကတောက်လျှောက်လုပ်ခဲ့တဲ့ဟာတွေကတဲတဲရင်တော်သွားတာအခုဒီဟာကြည့်ရတာတော့ဒီရုပ်ောက်ပွဲကိုလုပ်မယ်ဆိုတာက စစ်တပ်ကိုထောက်ခံတဲ့ပါတီအကုန်လုံးပဲအဲစစ်တပ်ကြောတော့နောက်ခံထောက်ထောက်ခံထားတဲ့ပါတီပဲဖြစ်တယ်ဒါပါပဲဟိုအရေးကြီးဆုံးပါတီတွေမပါဘူးနောက်ချက်ကဟိုကရွက်ကောက်ပွဲမှာအခုရွက်ကောက်ပွဲ B1 သူတို့လည်းဘာပဲဖြစ်ဖြစ်နေရာလေးတနေရာရရင်တော်ပြီဆိုတဲ့ပုံစံမျိုးအဲ့လိုရတဲ့တနေရာကနေသူတို့ဘာလုပ်မလဲကိုကျိုးစီးပွားရှာမယ်အဲ့ဒါနံပါတ်1အရေးကြီးတယ်ပြည်သူကိုဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ဆိုတဲ့ဟာတွေကတော့လေထဲမှာပါ တေချာတာကတော့ဒီစစ်တပ်ကိုထောက်ခံတဲ့အဲကြက်ခိုင်ပါတီစစ်တပ်ရဲ့အမာခံထောက်ထိုင်ဖြစ်တဲ့ဒီပါတီကပဲအဲကျွန်တော်ထင်ပါတယ်ဟို2000ကျွန်တော်တို့30ရလို့ပေါ့ဖြစ်သွားမယ်လို့တော့ထင်ပါတယ်အဲ2010တုန်းကလည်းအဲစစ်တပ်ကထောက်ခံတဲ့ပါတီဖြစ်တဲ့ကြက်ခိုင်ပါတီကနေနိုင်ရရှိတယ်ဆိုပြီးသူတို့ကကြော်ညာတယ်အဲ့တုန်းကမဲခိုးသလားဆိုတော့ဒီတဲ့ကိုခိုးပါတယ်ဘာဖြစ်လို့လဲသိလား ျွန်တော်တေသွားတဲ့လူတွေရဲ့နာမည်တွေပါပါတယ်ဟုတ်တယ်เนาะတေဆုံးသွားတဲ့လူတွေနာမည်ပါတယ်ပျောက်ဆုံးသွားတဲ့လူတွေနာမည်ပါတယ်အဲ့ဒါကိုသူတို့ပါတီကအနိုင်ရပါတယ်ဆိုတော့ပြီးတော့မှ2017ဂျာဂျာကလာရွေးကောက်ပွဲလုပ်တဲ့အချိန်ကျမှအဲအလိန်တွေပေါ်ကုန်အလိန်တွေပေါ်လာအဲ့မှာအမေစုပြန်လည်ဝင်ရောက်တယ်ဆရာမတောင်မျိုးကမ်းမျိုးပေါ့เนาะထားလိုက်တော့ဒါတွေကပြောရင်ကျွန်တော်တို့အဲ့တော့သူတို့ကကိုယ်ကပြောရင်ဒီဒွန်ဆန်းစုကြည်နဲ့ပတ်သက်တဲ့လူတွေเนาะပတ်သက်တဲ့အဖွဲ့အစည်းတွေ ီအာနာရွားမှာတို့နေရာရွားမှာတို့အမတန်မှကြောက်တယ်။ဘာကြောင့်လဲ။ဟာလာအမင်းစုလက်ထက်တော့ဆိုရင်သူဝင်ကြီးတယောက်ပဲအပြည့်လုပ်တဲ့အတွက်ချက်ချင်းအေးအေးယူတယ်။အဲ့တော့သူတို့တွေကြတော့ဟိုဘယ်လိုဒါမျိုးဆိုရင်သူတို့ကမထောက်ခံအောင်ဟာလာအဲ့တော့လွယ်လွယ်ကူကူပဲဟိုဘက်ကိုရောက်သွားတယ်။အဲ့တော့ရလုံမှုနဲ့လုတ်တဲ့လူတွေရလုံမှုနဲ့လုတ်တဲ့ရွေးကောက်ပွဲကျွန်တော်ကအဲ့လိုပဲထင်တယ်။ဒါပေမဲ့တနိုင်ငံလုံးမပါဝင်တဲ့ရွေးကောက်ပွဲကတော့တမိုင်းမှာတသက်လုံးတရားဝင်မှလည်းမဟုတ်ပါဘူး။ ကျွန်တော်ပြောထားပြီပဲမနေ့ဟိုနေ့ကလည်းပြောထားတယ်အဲမနေ့မနေ့ကလည်းကျွန်တော်တို့ပြောထားပြီရွက်ောက်ပွဲကိုတို့လုံနိုင်တယ်တနိုင်ငံလုံးမလုံနိုင်ပါဘူးအဲ့အတွက်တော့မပူပါနဲ့အုံမခွက်လောက်နေရာလေးပါပဲအခုဆိုရင်ကျွန်တော်တို့ကြားလိုက်သတင်းချက်လေရဆိုမင်းကုန်းမှာဆိုရင်လည်းတို့တောင်းလျှောက်တိုက်ဆိုတော့အင်းအင်းနဲ့အားနဲ့ပါဆိုတို့ပေးထားတဲ့နေမီတွေကိုပြန်လဲဆုံးရှုံးမှာဆိုလို့မင်းကုန်းမှာဆိုရဲတောက်လျှောက်တိုက်တယ်เนาะနောင်ချိုဆိုလဲတောက်လျှောက်အင်းနဲ့အားနဲ့အလုံးအရင်နဲ့เนาะထောင်နဲ့ချီတဲ့အင်းအားနဲ့ကိုဝင်ချတာနောက်ပြီးတော့ အခုလက်ရှိဒီသကိုင်းဘက်မှာဆိုလဲအင်းနဲ့အားနဲ့အဟိုအခုဆိုရင်ဘာလဲဟိုတနေ့ကအဲလေရင်ပြတ်ကျသွားတဲ့နေရာအဲပလဲမှာဆိုရင်လေအလုံးရင်းနဲ့သူတို့ပြေးရမယ်ပြေးထားတဲ့နေရာဒီခုချိန်ကြီးဆိုတန်းပြန်မြူနိုင်သေးဘူးโอเคသူတို့ရေကောက်ဘက်လို့ချင်းပြည်နယ်မှာဆိုရင်ကိုမြို့နယ်ရှိတယ်ကိုမြို့နယ်မှာတမြို့နယ်အားကားပဲရှိတော့တယ်ဂျန်တဲ့မြို့နယ်တွေအကုန်ချင်းကတိုင်းထားပြီးပြီအဲ့တော့ချင်းပြည်နယ်လိုနေရာမျိုးကိုသူတို့ရေကောက်ဘက်မလုပ်နိုင်เนาะမွန်ဆိုရင်လေ၁၀မြို့နယ်ရှိတယ်၅မြို့နယ်က သူရွေးကောက်ပွဲလုပ်နိုင်တယ်မြို့လည်းမရှိဘူးအဲ့တော့ဟိုဟာသူတို့ကဒီမြို့တွေပြန်သိမ်းမယ်လို့နေရာတွေပြန်သိမ်းမယ်လို့ဒါမျိုးတွေကြွေးကြော်တယ်ဒါပေမဲ့ကျွန်တော်တက်ပြောရတာတခုတော့ရှိစစ်တပ်ပြန်သိမ်းလို့မလွယ်တော့ဘူးဘာကြောင့်လဲလာရှုံးလို့နေရာတော့မှတရုတ်ကဝင်ညှိပြီးတော့ဟာလာတောင်းပြီးယူသွားလို့ဒီနေရာသူတို့ပြန်ရတာဒါပေမဲ့ရတယ်ဆိုတော့သူတို့ကအပြင်းစီးမှာပါဒါမျိုးအဲ့တော့ကျန်တဲ့နေရာတွေပြန်ပြီးတော့အရယူဖို့ဆိုတာလေမဖြစ်နိုင်ဘူးနောက်သူတို့ဆက်ပြီးတော့လုပ်မယ့် plan တွေဆိုတာလေ မဖြစ်နိုင်ဘူးရွေးကောက်ပွဲဆိုတာလေဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်တော်လည်းအဲ့လိုတတိယရုံလေကဲကျွန်တော်တို့ကဒီနေ့ကတော့ပါပါလက်လက်လေးပါပေါ့နော်အချိန်နဲ့နေရီလဲကျွန်တော်တို့တိတ်မစားတော့ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီနေ့ပြောရတဲ့အဲ topic လေးကတော့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့အရာတွေနောက်ပြီးတော့ဒီလက်အဲကျွန်တော်တို့ဘက်ကိုကူးပြောင်းလာခဲ့တဲ့အဲဘယ်လိုကောင်းမလဲပြည်သူဘက်ကိုခိုးလုံလာခဲ့တဲ့ရဲဘော်ရဲဘက်တွေလဲဒီနေ့ဆိုရင်၄၅၀ယောက်ဟုတ်တယ်တင်ရထားတာပေါ့နော်ဆိုတော့ကောင်းပါလား ဘာဆိုအဲ့လိုများများကူပြောင်းလာလေကျွန်တော်တို့များများအကျိုးရှိလေဗောနော်များများအဲမြန်မြန်ပြီးလေပေါ့နော်အဲ့တော့ဒီကနေဒီစီရင်ကနေကျွန်တော်ပြောချင်တာကတော့စစ်တပ်ထဲမှာရှိတဲ့ကျွန်တော်စစ်တပ်ကိုထောက်ခံနေတဲ့ညီကိုတွေမောင်နှမတွေအားလုံးစစ်တပ်ကောင်းတယ်မကောင်းဘူးဆိုတော့ကိုယ့်အကူစဉ်းစားပါသိနေပါပြီနော်အဲ့တော့အချိန်မီခုပြောင်းလို့ရပါတယ်ပြည်သူနဲ့ဟာလားပြည်သူရင်ခွင်ခလုံးလို့ရပါတယ်တသားတဲ့ပညာသမားတွေရောဒီလိုပါပဲကျွန်တော်ကတော့အမတ်တရား ဘက်မှာရက်တည်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရယ်နော်ကဲအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့သတင်းနဲ့စကားဝိုင်းဆိုတဲ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့ညီကောင်မောင်တို့ပါတယ်အားလုံးကိုအထူးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ထုတ်လွှင့်တဲ့ရက်ကတော့တောက်ကြဆက်နေတင်းငွေတွေအဲ့တောင်းရကိုထုတ်လွှင့်ပါတယ်တင်းလာအင်ကာဘိုဒူကြတော့ကျွန်တော်တို့ကျွန်တော်နဲ့ဖောက်စီနဲ့ရိုက်ထားတဲ့အဲအတင်းပြောကြမယ်ဘောင်းကျုပ်လေးအဲဘောင်းကျုပ်လေးကျွန်တော်တင်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့စီကိုဝင်ကြည့်ပေးတဲ့ညီကောင်မောင်တို့ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ